ကျွန်တော်တို့တွေထောင်ရအသက်ရှင်နိုင်တယ်ဆိုတာမျိုးတွေမတည်မျိုးဆိုတဲ့ဇကလုံးတွေကိုရုပ်ရှင်နဲ့သဘာဝလုံးဇာတ်ကားတွေမှာတွေ့မြင်မှုကြပါတယ်။ဒီလိုအရာတွေကိုဘလို့မှမဖြစ်နိုင်ဘူးလို့လူအများစုကတွေးထားကြပေမဲ့ကျွန်တော်တို့ကဘာပေါ်မှာလုံးဝကိုမတည်ဆုံးနိုင်တဲ့မျိုးစေ့တစ်ခုရှိနေပါတယ်။ဇီဝကံမှာဖြစ်စဉ်ရတော့ဘယ်သက်ရှိမစို့မွေးဖွားပြီးတဲ့နောက်တနေ့တည်ဆုံးရတယ်ဆိုပေမဲ့ဒီ hydra vigorous ဆိုတဲ့တတ္တဝါကတော့တည်ဆုံးခြင်းဆိုတဲ့အတိတ်ပဲကိုလုံးဝမသိနိုင်မဲ့သက်ရှိဖြစ်ပါတယ်။ ဒီတက်တော့ Jelly Fit တွေမျိုးစိတ်ခွဲတခုဖြစ်ပြီးတော့ Jelly Fit တွေနဲ့လည်းပုံစံအတော်လေးဆင်တူမှုရှိပါတယ်။ဒါပေမဲ့လည်း Hydra ရေကျုံမှာပဲရှင်သန်နေထိုင်နိုင်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကမှဆဲနှစ်ခုတည်းနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။သူ့ရဲ့ဥပေါင်းမှာဗဇက်ကြီးတစ်ခုရှိနေပြီးတော့ရေပွဲလိုလက်တံတွေကအဲ့ဒီဗဇက်ကြီးကိုကာဝယ်ပေးထားပါတယ်။နောက်ပြီးဒီကောင်ကမျက်လုံးနဲ့မပါသလိုအုံလောင်လည်းမရှိပါဘူး။ခန္ဓာကိုယ်တစ်ခုလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်လည်းစံစီလေးတစ်စီးထောင်ထားသလိုထင်ရနိုင်ပြီးတော့ သူ့ရဲ့အကြီးဆုံးအရွယ်စားကလည်းတလက်မလောက်ထိပဲကြီးထွားနိုင်ပါတယ်။ဟိုက်ဒရာကသူ့ရဲ့လက်တံတင်းတင်းလေးတွေနဲ့တားကောင်ကိုဖမ်းယူစားတော့တတ်ပြီးအဲဒီကရတဲ့အာဟာရနဲ့ပဲမျိုးပွားကြပါတယ်။ဟိုက်ဒရာအများစုကသူတို့ကိုသူတို့ကိုပွားရဲ့အင်းနဲ့မျိုးပွားကြတတ်ပြီးတော့မိလိုက်တာကနေဒီစင်မျိုးပွားကြတာတော့နဲပါပါတယ်။ဟိုက်ဒရာရက်20ကြာတိုင်းသူတို့ကိုယ်ထဲမှာရှိတဲ့ဆဲတွေကိုအစ်စ်ပြန်လဲပြုလုပ်ပြီးတော့အများနဲ့ပြန်လဲရှင်သန်ပါတယ်။ဒီလိုပြုလုပ်နိုင်တာကလေသူတို့ကိုယ်ထဲမှာရှိနေတဲ့ stem cell လို့ခေါ်တဲ့ cell တွေကြောင့်ဖြစ်ပြီးတော့ ကျွန်တော်တို့လူသားတွေမှာတော့ stamp ဆဲကပမာဏအနည်းငယ်ပဲပါပါတယ်။ဒါကြောင့်မဲ့ကျွန်တော်တို့တွေအသက်အရွယ်ရလာတဲ့အခါမှာအိုမင်းရင်ရောလာကြတာဖြစ်ပါတယ်။ Hydra ကတော့ stamp ဆဲတွေကိုပုံလူပွားထုံနိုင်ကြပြီးဇီဝမေဒါအရာထာဝရအသက်ရှင်နေထိုင်နိုင်ကြပါတယ်။ Hydra ရဲ့ခန္ဓာကိုယ်ကိုအပိုင်းပိုင်းဖျက်တောက်ပစ်လိုက်မယ်ဆိုရင်တော့ရန်လဲငယ်အကြမှာဖျက်တောက်ပစ်ခဲ့တဲ့အစိတ်ပိုင်းတွေကခန္ဓာကိုယ်အပြည့်အစုံနဲ့ပြန်လည်ရှင်သန်နေမှာပဲဖြစ်ပါတယ်။